အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုတခါမှတော့ကျွန်တော်မိတ်ဆွေ900တာသမီအလုံးအတွက်အသုံးဝင်မဲ့ရရရာနီကောင်းလေးတစ်ခုလက်ဆင့်ခံမျှဝေပေးခြင်းနဲ့ပေါ့လေဒီကံကျတော့900တာသမီဘယ်သူမှမဆိုအသုံးဝင်လို့ရတဲ့နီးလေးတစ်ခုပါပဲလူတိုင်းလိုအသုံးဝင်မှာပါအဲ့ဒါဘာလဲဆိုတော့သူကအယောင်းဝင်တဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေအများဆုံးရောင်းထုတ်အောင်ဘလို့အဲဒိုင်ဟိုက်တက်စင်လေးလှုပ်လို့ရလဲဆိုတော့နီးလေးတစ်ခုကိုကျွန်တော်အင်္ဂါဝိဇ္ဇာပညာရပ်တွေနဲ့အဲလက်ဆင့်ခံမျှဝေပေးမှဖြစ်တယ်ပေါ့နော်အဲ့တော့နေ့စဉ်နေ့စဉ်ကျွန်တော်စီဗီဒီယိုလာမိတဲ့သူတွေမှာအများကြီးရှိကြတယ် တော့တချို့ကတော့ဆရာကြီးကျမအိမ်လေးအမြန်ဆုံးရောင်းထွက်ခြင်းလို့တချို့ကတော့ဆရာကြီးကျမဟိုထားပါတော့မြေလေးအရောင်းထွက်ခြင်းနဲ့ကားလေးအရောင်းထွက်ခြင်းနဲ့စသီးရဖြစ်ပေါ့လေစပစ်စီတွေအရောင်းထွက်ခြင်းနဲ့အအစုံပါပဲဗျာနော်နေ့နောက်ခုနှစ်ခုရှိတဲ့အတိုင်းဒီ community ကိုအမြန်ဆုံးရောင်းထွက်ခြင်းရတဲ့သူတွေနေ့တိုင်းလည်းလို့ကျွန်တော်တို့ကြုံရမြင်ရတွေ့ရတယ်ပေါ့နော်အမြန်တမ်းလည်းဟော်ပေးနေရတယ်အဲ့တော့ကိုရောင်းထွက်ခြင်းနဲ့ community တွေအမြန်ဆုံးရောင်းထွက်ခြင်းနဲ့ဆိုရင်ဘလို့ diet တက်ဆင်လေးလောက်ရမလဲဆိုတဲ့နည်းလေးပေါ့နော်ဒါလေးကိုကျွန်တော်အင်္ဂါဝိစာပြညာရတဲ့လက်ဆင့်ကမျှဝေပေးမယ်ဟိုကျွန်တော်တို့အင်္ဂါဝိစာပြတယ်မှာ လာရှိတဲ့စကားလေးတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သူကအဲသူ့ကိုနိုင်လို့စနစ်ကိုလူပါဆေးဖို့တုံးဆိုပြီးတော့ဇပုတ်ကိုကူစားပြုပြီးတော့ဇပုတ်နဲ့တက်ဆင်တယ်လို့ခေါ်တာဗောလေ။အဲ့ဒီနီလေးနဲ့ကျွန်တော်လမ်းညွှန်ပေးမှာဗောနော်။အဲ့တော့ဘသူမဆိုခုနှစ်ရသားသမီးနော်ဘသူမဆိုကိုရောင်းမဲ့ကွန်ပျူစီကတနင်္ဂနွေနံနဲ့ပတ်သက်တဲ့ကွန်ပျူစီတွေရောင်းမဲ့ဆိုရင်ဘယ်လိုရောင်းထောင်မလုပ်ရမလဲဗောနော်။အဲ့တော့တနင်္ဂနွေနံဆိုတော့ဘာရှိမလဲအိမ်တွေဘာတွေရောင်းချင်တဲ့သူတွေရမယ်နော်အုပ်တွေဘာတွေရောင်းမဲ့သူတွေအိုးတွေဘာတွေရောင်းမဲ့သူတွေပေါ့နော်အဲဒါမျိုးတွေဆိုလို့ရှိရင်ဘာလို့ကလဲဆိုတော့ तू က ောက်ကြံနေမှာလောက်ရမယ်အချိန်ကဘယ်အချိန်မှာလဲဆိုတော့တောက်ကြံနေအဲမနက်6နာရီကနေ9နာရီခွဲအထိမှာလောက်ရမယ်လောက်ပြရမယ်သူကတောက်ကြံသားသမီးတယောက်ကကိုသားဒါရိုက်တက်စင်လောက်ပြရမယ်ဟိုမိသားစုတွေမှာပဲရှိရှိမရှိရှိတခြားတယောက်ကိုပဲအကူအညီတောင်းတောက်ကြံသားသမီးကိုအကူအညီတောင်းမယ်ပြီးရင်အဲ့ဒီလူကတီဟုံညွန့်တီဟုံညွန့်မရရင်ရမရလို့ရှိရင်တီညွန့်လို့ခေါ်တာပေါ့နော်အဲ့ဒီအညွန့်လေးကိုလက်နဲ့ကင်မယ်မြောက်ရက်ကိုမျက်နှာမူပြီးတော့ခုနကရောင်းထွက်ခြင်းနဲ့တနင်္ဂနွေနံကွန်ပျူတာစီကိုအဲ၂၁ချက်ရိုက်ပြီး ထွက်ထွက်ထွက်ဆိုပြီးတော့21ချက်21ချက်တိတိရိုက်မယ်အသက်အောက်ပြီးရိုက်ပေးရမယ်အဲ့ဒါဆိုရင်အဲ့ဒီတနင်္ဂနွေနံကုန်ပြီစီသည်အမြန်ဆုံးရောင်းကိုရောင်းထွက်ပါတယ်ဗျာနော်နောက်ဒုတိယတစ်ခုအဲတနင်္လာနံနဲ့ပတ်သက်တဲ့ကုန်ပြီစီတွေရောင်းထွက်ခြင်းလေဆိုရင်ဘယ်လိုတရားတက်ဆိုင်လောက်ကမလဲပေါ့တနင်္လာနံဆိုတော့အနည်းဆက်ဆုံးပြကားရောင်းခြင်းနေပေါ့နော်တခြားကတော့ကြောက်အမြတ်ကြရနာအယောင်းဝင်လုပ်တဲ့သူတွေကိုကြောက်တွေပါတယ်ရောင်းထွက်ခြင်းနေပေါ့နော်အော်ကားတို့ကြောက်တို့ဒီကခခငငနဲ့စားတဲ့လုပ်ငန်းမှတမျာပေါ့နော်နောက်ဆုံးပြငပိငချောက်ပဒဏ်ချောက်လောက်ဖျောက်တွေအစားအကုန်လုံးပါပါတယ် ဆိုတော့ဟုတ်ပြီအဲ့ဒါရောင်းထွက်ချင်တယ်ဆိုရင်လောက်ကမဲ့နေ့ရစနေနေ့မှာတရိုက်တက်ဆင်လုံးမယ်မနက်စနေနေ့မနက်6နာရီကနေ9နာရီခွဲအတွင်းမှာလောက်ကမဲ့လောက်ကမဲ့သူကဘာလုပ်လဲဆိုတော့စနေသားသမီးတယောက်ကကိုသားတရိုက်တက်ဆင်လုပ်ပေးရမယ်ဘာကိုကင်ရမလဲတဲ့သူကကင်ရမှာကထန်းညုံပေါ့တချို့ကတော့ဒဏီအညုံလေးရတယ်ဆိုတော့ဒဏီအညုံဂိုင်းဆိုလဲဂိုင်းပါထန်းဂိုင်းထန်းထန်းညုံနော်ထန်းလာအသားလေးလည်းရတယ်တချို့ကတော့ဒန်းသားရမယ်ထိန်သားရမယ်တဲသားရမယ်စနေနေ့အသားကိုကင်မယ်ကင်ပြီးတော့သူကအနောက်တောင်တောင်အရက်ကိုမျက်နှာမူပြီးတော့ အဲ့ခုနထွက်ချင်တဲ့ကုန်ပစ္စည်းကိုစက်ကြတတိရိုက်မယ်အသက်အောက်ပြီးရိုက်ပေးထွက်ထွက်ထွက်ဆိုပြီးတော့အမိတ်ပေးတဲ့လေတံနဲ့ပြောပြီးတော့ရိုက်ထုတ်ပေးပါအဲ့ဒီတနင်္လာနံကုန်ပစ္စည်းဒီအေကံမုတ်ချထွက်ကိုထွက်ပါလိမ့်မယ်နော် now အင်္ဂါနံကုန်ပစ္စည်းတွေရောင်းထွက်ချင်တယ်ဆိုရင်ဘယ်နဲ့လောက်ရမလဲပေါ့နော်အင်္ဂါနံဆိုတော့စိန်နဲ့ပစ္စည်းတွေရှိမှာဗျာဒါစိန်နော်ပြီးတော့စံရှိမယ်စားရှိမယ်ဆေးရှိမယ်စက်ပစ္စည်းတွေရှိမယ်စားတောက်ကုန်လုပ်ငန်းတွေရှိမယ်ပေါ့နော်စံစီဆေးစားစက်ပစ္စည်းတွေအင်္ဂါနံလို့ခေါ်တာပေါ့ အဲ့ဒီ community တွေအမြန်ဆုံးရောင်းထွက်ချင်တယ်ဆိုရင် diet testing ဘယ်လိုလုပ်ရမလဲလုပ်ရမယ့်နေ့ကတနင်္ဂနွေနေ့အချိန်ကမနက်6နာရီကနေ9နာရီခွဲအတွင်းလုပ်ရမယ်လုပ်ရမယ့်သူကတနင်္ဂနွေတာလုံးမီဒီယောကကိုစားရိုက်ပေးရမယ်မျက်နှာမူအရက်ကအရှိမျောက်အရက်ကိုမျက်နှာမူပြီးရိုက်ပေးရမယ်ဘာနဲ့ရိုက်ရမလဲတဲ့အုံလက်ဖြစ်စေအာအုံညွန့်ဖြစ်စေပေါ့လေအုံသားပေါ့ဗျာအဲ့ဒါနဲ့ရိုက်ပေးရမယ်ရိုက်တဲ့အခါမှာအဲ့ခုနကအရှိမျောက်အရက်ကိုဥတီပြီးရိုက်ရမယ်ဘယ်နှချက်ရိုက်ရမလဲဆိုတော့6ချက်ရိုက်ရမယ်အသက်အောက်ပြီးရိုက်ပေး ထွက်ထွက်ထွက်ဆိုပြီးတော့အသက်အောက်ပြီးတော့6ချက်တည်းရိုက်ပြီအဲ့ဒီဒီအင်္ဂါနာနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ပါလိမ့်မယ်နောက်တစ်ခါကဘုတ်ကူနံနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းတယ်ဥပမာဗျာရွှေနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေရွှေတို့ယန္တန်တို့နော်ပြီးလို့ရှိရင်ဝါတို့လယ်တို့စသည်အဖြစ်ပေါ့ဒီဘုတ်ကူနံတို့ခေါ်မှာပေါ့အဲ့ဒီကုန်ပစ္စည်းတွေအမြန်ဆုံးရောင်းထွက်ခြင်းတယ်ဒါရိုက်တက်ဆင်လုပ်မယ်ဘယ်လိုလုပ်မလဲပေါ့လောက်ရမယ့်နေ့ကတနင်္လာနေ့လောက်ရမယ်နော်အဲအချိန်ကမနက်6နာရီကနေ9နာရီခွဲနေ့လောက်ရမယ်အရှိရက်ကိုမျက်နှာမူပြီးလောက်ရမယ် ဘာလို့တာသမီရလောက်ကမလဲဆိုတော့အဲတနင်္လာတာသမီတယောက်ကအဲကိုစားလုပ်ပေးရမယ်နော်အဲတနင်္လာတာသမီကအဲ့ဒီအချိန်မှာအရှိရက်ကိုမျက်နှာမူပြီးတော့ဂန်းကော်ခိုင်းလေးနဲ့ရိုက်ပေးရမယ်အညွန့်ရရတယ်ခိုင်းလဲရတယ်ကိစ္စမရှိဘူးနော်ဘယ်နှချက်ရရမလဲဆိုတော့15ချက်ကြက်ကမယ်အသက်အောက်ပြီးတော့15ချက်ရိုက်မယ်ထွက်ထွက်ထွက်ဆိုပြီးတော့အမိတ်ပေးတဲ့လေသာနဲ့ပျော်ပြီးတော့ရိုက်ထုတ်ပေးပါဒါဆိုတော့ဘုတ်ကုနာနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းအများဆုံးရောင်းထွက်ပါတယ်ဗျအဲတချို့တွေဆို15ချက်တွင်တော့အများဆုံးရောင်းထွက်တယ်လို့ခေါ်တယ်ဗျနော်နောက်တစ်ခါကြာတာပရင်းနာနဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေပေါ့နော် အများဆုံးရောင်းထည့်ကျင်တယ်ပေါ့အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့အကြံအမင်းနဲ့ဆိုဘာတွေရှိလဲဆိုတော့မြေရောင်းဝယ်တွေရှိမှာဗျာမြေတို့ပြီးတော့မြားတို့ဗရမြားတို့စသည်အဖြစ်လောက်တစ်ထဲမှာပါပါတယ်ပါပါပါမှာနဲ့စတဲ့လုပ်ငန်းတွေအကုန်လုံးပေါ့ပဲလို့ပြောင်းတော့နော်စသည်အဖြစ်ပေါ့ပွဲရုံတို့အဲ့တော့အဲ့လုပ်ငန်းတွေအများဆုံးရောင်းထည့်ကျင်တယ်ဆိုရင်ဒရိုက်တက်ဆင်လောက်ရမယ်နေ့ကဘယ်နေ့လောက်ရမလဲဆိုတော့အင်္ဂါနေ့လောက်ပေးရမယ်မနက်6နာရီကနေ9နာရီခွဲနေ့လောက်ပေးရမယ်လောက်ရမဲ့သူကအင်္ဂါသားသမီးကကိုသားလောက်ပေးရမယ်ဇီးညုံလေးကိုကင်ပြီးတော့အရှိတောင်တော့ရက်ကိုမျက်နှာမူပြီးတော့အသက်အောက်ပြီးတော့ရှစ်ဆက်တိတိရိုက်ပေးရမယ် ထွက်ထွက်ထွက်ဆိုတဲ့အမိတ်ပေးတဲ့လေတံနဲ့ရှစ်ချက်တိတိရိုက်ထုတ်ပေးပါအမြန်ဆုံးရောင်းထွက်သွားပါလိမ့်မယ်နောက်တစ်ခါတောက်ကြဏန်နဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေရောင်းထွက်ခြင်းနဲ့ပေါ့ဘာလို့ကမလဲတောက်ကြဏန်ဆိုတော့တန်တို့ရှိမယ်တွတ်တို့ရှိမယ်ပေါ့နော်တန်တွေတွတ်တွေစသည်အဖြစ်ပေါ့တက်တော့အဲတက်တွေလည်းရှိတယ်ပေါ့အဲ့တော့တောက်ကြဏန်နဲ့ပတ်သက်တဲ့ကုန်ပစ္စည်းတွေရောင်းထွက်ခြင်းနဲ့ဆိုရင်ဘုတ်တစ်ခုနဲ့မှာဒရိုက်တက်ဆင်လောက်ကမယ်ဘုတ်တစ်ခုတန်သမီးတယောက်ကကိုစားလုပ်ပေးရမယ်ဘုတ်တစ်ခုနဲ့မနက်6နာရီကနေ9နာရီခွဲအတွင်းမှာဒီဝါပေါ့နော်ဝါသားနဲ့ နော်ဝါခိုင်းလေးလေးဆိုလည်းရပါတယ်ကိစ္စမရှိဘူးတချို့ကအဲ့ဒါမရှိဘူးဆိုလည်းရွက်လာလည်းရတယ်ရွက်လာခိုင်းလေးနဲ့ရိုက်လည်းရတယ်တချို့ကရဲရုပ်ခိုင်းနဲ့ရိုက်လည်းရတယ်နော်တောင်ရက်ကိုမျက်နှာမူကြီးရိုက်ပေးမယ်ဘယ်နှချက်ရိုက်ကမလဲဆိုတော့အသက်အောက်ပြီး16ချက်တိတိရိုက်ပေးရမယ်ထွက်ထွက်ထွက်ဆိုပြီးအမိတ်ပြပြီးရိုက်ပေးပါနော်အဲ့ဒါတောက်ကြနာနဲ့ပတ်သက်တဲ့ကွန်ပျူစီတီအမြန်ဆုံးရောင်းထွက်သွားပါလိမ့်မယ်နောက်ဆုံးတစ်ခုသူကစနေနာနဲ့ပတ်သက်တဲ့ကွန်ပျူစီတီပေါ့နော်အဲ့တော့အဝိထဲတို့ထိဖနာတို့အထယ်လေးတို့စသည်အပြည့်ပါမှာပေါ့ဗျာဆိုတော့နောက်ဆုံးနွားလေးပါလေးကစအမြန်ဆုံးရောင်းထွက်ခြင်းတဲ့သူတွေကစပါလာပေါ့အဲ့တော့အဲ့စနေနာနဲ့ပတ်သက်တဲ့ကွန်ပျူစီတီ အများဆုံးရောင်းထွက်ချင်တယ်ဆိုရင်အဲဒါအီတက်ဆင်နေနဲ့ဘာလုပ်ကမလဲပေါ့ကြာတာပရိနေမှာလုပ်ပေးရမယ်ကြာတာပရိသာသမီတယောက်ကကိုစားလုပ်ပေးရမယ်ကြာတာပရိနေမနက်6နိုင်ရနေ9နိုင်ခွဲတွင်လုပ်ပေးရမယ်ဟိုတချို့ကတော့ပြင်းမကိုင်းဆိုပြင်းမကိုင်းပြင်းမကိုင်းမရရင်ပေါက်ပင်ရပေါက်ကိုင်းအဲ့ဒါမှမရဘူးဆိုလဲပေါက်မမှုရခိုင်းလေးနဲ့ရိုက်ပေးရမယ်အနောက်ရက်ကိုမျက်နှာမူပြီးတော့အသက်အောက်ပြီးတော့ဆက်ကွက်ချက်တတိအဲ့ကွန်ပစီကိုရိုက်ပေးမယ်ထွက်ထွက်ထွက်ဆိုပြီးတော့အမိတ်ပေးပြီးတော့ရက်ဖြစ်အောင်ရက်ပေးပါဒါဆိုရင်တော့အဲ့ဒီကြာတာပရိနေနဲ့ပတ်သက်တဲ့ကွန်ပစီတွေအမြန်ဆုံးရောင်းထွက်သွားပါလိမ့်မယ် ဒါဆိုရင်တော့ဒီနီးလေးကဘာမှလည်းမကပ်ဘူးငွေကုန်ချေချလည်းဘာမှလည်းမမြအောင်နော်အဲဘီဘီကလည်းမနိုင်ဘူးဖြစ်တဲ့အတွက်ခုနှစ်ရက်သားသမီးအားလုံးအသုံးဝင်မယ်လို့အဲယုံကြည်မျှော်လင့်ပါတယ်တခြားပေါက်လုတ်ဖြစ်အောင်လုပ်ပေးပါတခြားပေါက်အကျိုးတူခံစားရပါလိမ့်မယ်ခုနှစ်ရက်သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်